မမကန်ဖို့ခံလေသလားမင်းရဲ့တခါတည်းရှိကိုအောင်မင်းနေမိတယ်ဆောင်းတင်ရရဲ့မညာပါဘူးချစ်ခဲ့ပြီးတယ်ကလေးတို့ရဲ့ဆရာမကြီးဆောင်ရှင်အတွေ့အတွေ့ဖြတ်လို့ကြောကရခဲ့ တောင်းခဲ့တဲ့သူရဲ့ဒီဝါတော်ရှင်မှာချီးကွယ်စရာအတိတ်ကြောင့်လေးရဲ့သက်လုံးမဆွေးပြီးတို့အမှားကလေးရှိခဲ့ရင်ကြည်ချေဖို့တို့ကတောင်းတယ်ရှိရဲ့ချမ်းမြေပါစေနဲ့

မတရားရဲ့ကံကြောင့်ပဲတွေ့

လည်းပြောက်ခဲ့ရာအေးမြရဲ့ရည်ကြည်ရင်တော့ပြီအင်းတို့အပြန်မပြီးတဲ့ခယူပတိကလေးမိုးကြီးအောင်ဖွဲ့ဆွေးလို့စေညွန်းတလို့အမတ်တရားရဲ့